မကြမီကျင်းပမဲ့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလိုအပ်တဲ့ရွေးဝတ္ထုပစ္စည်းအကွက်ကြီး နည်းပညာအကွင့်ကြီးတွေပေးရသွားဖို့အသင့်ရှိနေတယ်လို့တရုတ်ပြည်သူသမ္မတနိုင်ငံနိုင်ငံသားရေးရဝင်ကြီးဌာနအာရှရေးရအထူးကိုယ်စားလှယ်တင့်ရှိကျင်းကပြောပါရယ်။အော်တိုဝါ15ရဲ့မနက်ပိုင်းကကျင်းပတဲ့တနင်္ဂနွေပြက်ခတ်တိုက်ခတ်မှုရင်းစင်းရေးသဘောတူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကုန်ပြုစကားပြောကြရမှာ၎င်းကအခုလိုပြောကြားခဲ့တာပါ။သဘောထားကွဲလွဲမှုတွေကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ရေးကြိုးပမ်းနေတဲ့မြန်မာနိုင်ငံတွင်ကသက်ဆိုင်ရာပါတီတွေနိုင်ငံတွင်အခြေအနေအရရဲ့လက်ရောညှိထွေရှိတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းကိုရွေးချယ်ဆောင်ရွက်နေပြီး ကနဦးကလေးကနိုင်ငံရေးပြန်လည်သိမ်းမြင်ရေးနဲ့တည်ငြိမ်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်ပေါ်ထွန်းရေးကိုဆောင်ရွက်နေတဲ့မြန်မာနိုင်ငံကိုတရုတ်နိုင်ငံအနေနဲ့ခိုင်ခိုင်မာမာထောက်ခံပါတယ်။မကြခင်ကျင်းပရုံးမဲ့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းလိုအပ်တဲ့ရွေးဝတ္ထုပစ္စည်းအကွန်ကြီးနည်းပညာကွန်ကြီးတွေပေးအပ်သွားဖို့အသိရှိနေကြောင်းကိုလည်းထည့်သွင်းပြောကြားလိုပါတယ်လို့၎င်းကပြောပါတယ်။ အခုနှစ်ကောင်မှာမြန်မာနိုင်ငံအနေနဲ့အ धिक ပြည်ရင်းနိုင်ငံရေးလုပ်ငန်းစဉ်ကိုဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ငြိမ်းချမ်းပြီးတည်ငြိမ်တဲ့ပြည်ရင်းအခြေအနေတရက်လိုအပ်ကြောင်းတရုတ်နိုင်ငံအာရှရေးရာအထူးကိုယ်စားလှယ်ကပြောပါရယ်မြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲကြီးအတွက်ငြိမ်းချမ်းရေးလိုအပ်ပါတယ်တရုတ်နိုင်ငံအနေနဲ့မြန်မာပြည်သူတရက်လုံးအပေါ်ချစ်ကြည်ဖော်ရွေးရင်းနှီးတဲ့မူဝါဒကိုကျင့်သုံးပြီးတခြားနိုင်ငံတွေရဲ့ပြည်ရင်းရေးကိုဝင်ရောက်ဆွတ်ဖက်ခြင်းမပြုဆိုတဲ့မူကိုလည်းတင်းတင်းကြပ်ကြပ်လိုက်နာလျက်ရှိပါတယ် ဒါ့အပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအစဉ်အလာကိုလေးစားသလိုပြည်ပအင်အားစုတွေကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်လာတဲ့အခြေအနေကိုလည်းစန့်ကျင်ကြောင်းပြောကြားလိုပါတယ်လို့တရုတ်နိုင်ငံအာရှရေးရာအထူးကိုယ်စားလှယ်ကပြောပါရယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမြန်မာနိုင်ငံဟာပြည်တွင်းပြည်ပအခြေအနေအရရက်နဲ့ကြုံတွေ့ခဲ့ရသလိုကက်ရောကတိုင်ဖုန်းမုန်တိုင်းနဲ့ငလင်းလှုပ်ခတ်မှုစတဲ့စိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်ခဲ့ရပြီးတိုင်းပြည်ရဲ့ခန္ဓာရေးဆွမ်းအားကိုအပြည့်အဝပြသခဲ့ကြောင်းနက်ရှိုင်းမီ ကာလရှိကြတည်ရှိခဲ့တဲ့တရုတ်မြန်မာနှစ်နိုင်ငံအကြားချစ်ချင်ရင်းနေတဲ့ပေါ့ဖော်ဆန်းစင်ရင်းနဲ့အညီတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ထာဝရငြိမ်းချမ်းရေးရရှိရေးအကောင့်ထဲပေါ်နေတဲ့လမ်းကြောင်းကိုလည်းရှေ့တိုးဆောင်ရွက်နိုင်မှုအကူအညီခဲ့ကြောင်း၎င်းကပြောပါရယ်။ဆက်လက်ပြီး၎င်းကမြန်မာပြည်သူတွေဟာငြိမ်းချမ်းရေးကိုလိုအပ်နေပါရယ်။ချစ်ချင်ရင်းနေတဲ့အင်းကြီးချင်းနိုင်ငံတနိုင်ငံအနေနဲ့တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအချုပ်အခြာအာဏာ အမျိုးသားရေးစည်းလုံးညီညွတ်မှုနဲ့နေမြေပိုင်ဆိုင်မှုတို့ကိုကာကွယ်ဆောင်ရှောက်ခွင့်အပေါ်ခိုင်ခိုင်မာမာထောက်ခံပါရယ်မြန်မာနိုင်ငံအနေနဲ့ပြည်ရင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်ဂတိကဝတ်တွေပေးအပ်ဆောင်ရွက်နေတာကိုလည်းခိုင်ခိုင်မာမာထောက်ခံပါရယ်ဒါပေမဲ့မြန်မာနိုင်ငံတွင်းမှာပဋိပက္ခတွေမြင့်တက်လာတာဒါမှမဟုတ်ထိမ့်သိမ်းရခက်တဲ့စီးမဲ့ကမ်းမဲ့အခြေအနေတွေပေါ်ပေါက်လာမှာကိုတော့မလိုလားပါဘူးလို့ပြောပါရယ်မကြသေးမီနှစ်ကာလတွေအတွင်းမြန်မာနိုင်ငံကသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ဆန္ဒအရငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ပြက်ခတ်တိုက်ခတ်မှုရစေးရေးသဘောတူညီချက်တွေလက်မှတ်ရေးထိုးနိုင်မို့တရုတ်နိုင်ငံအနေနဲ့မြန်မာတပ်မတော်ကိုကူညီပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းသက်ဆိုင်ရာနေမျိုးတွေရဲ့တည်ငြိမ်ရေးနဲ့အခြေအနေတိုးတက်ကောင်းမွန်လာစေရေးအတွက်ဆောင်ရွက်ပေးခဲ့ပါတယ်လို့၎င်းကပြောပါတယ်။ မိမိတို့အနေနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံတော်အချုပ်ချာအာဏာကိုအပြည့်အဝလေးစားသလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့အကျိုးတော်ဆောင်အနေနဲ့ဂျောင်းဝင်ဆောင်ရွက်ပေးရတဲ့အပြည့်သဘောဆောင်တဲ့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်ဖို့အသင့်ရှိကြောင်းလဲတရုတ်နိုင်ငံအာရှရေးရအထူးကိုယ်စားလှယ်တင့်ရှိကျွန်းကပြောပါရယ်